နောက်ထပ်မိကွန်းတစ်ခုကတော့၄သိန်းရှိနေကဘာသသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါရှင်ပြ၄သိန်းရှိနေကဘာသသိန်းရဲ့အထိပ္ပာယ်အထိပ္ပာယ်ကိုအရှင်ပြရှင်းပြပြီးတော့မူပါဘုံဘုံတရားဟောတဲ့အထဲမှာအများကြီးရှင်းပြပါတယ်ဟုတ်ပါဘူး၄သိန်းချေလို့၄အသိန်းချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲဟုတ်ပါဘူးအသိန်းချေရဆိုတာမရေမတွက်နိုင်အောင်ကြာညောင်းပြီးတော့ မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့အတိုင်းအတာတစ်ခုအတင်ခြေလို့ခေါ်တာဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဂေါရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော်မှန်ပါဗျာမှန်ပါဗျာဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာဟိုအရေးအတွက်သတ်မှတ်ချက်ကိုမရှိတော့အောင်ကြာခဲ့တယ်ဘုရားမဟုတ်ဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့ နောက်ပိုင်းမှာနောက်ပွင့်လာတဲ့ဖရာကကွန်တညဖရာလို့ခေါ်တယ်။အဲဒီဒီပင်္ဂလာမြတ်စွာဘုရားနဲ့ကွန်တညဖရာကြားမှာအရေးအတွက်မရှိတော့အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆ။နောက်တစ်ခါကွန်တညဖရာပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်။ဖရာမပွင့်မယ်နဲ့နိ။မှန်ပါဗျာ။မင်္ဂလာဖရာပွင့်တဲ့နောက်အဲ့ဒီဖရာနဲ့စုကြားမှာလည်းပဲအရေးအတွက်ကိမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေ။ဖရာ24စုထဲမှာ ဒီဖရာတွေရဲ့အကြမ်းမှာလေးခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါလေးခါကြုံခဲ့သည့်အတွက်ကြောင့်လေးအတင်ချီလို့ခေါ်တာတမန်ပြနောက်ဆုံးပွင့်တော်မူတဲ့ဘုရမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်းပေါ့ဘုရမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိတမန်ပြအဲ့နောက်မှာဖရာကိုးစုလားဘလားလားပွင့်နေတယ်တမန်ပြကောရဝဖရာဖရာရိခန္ဓာ24စုရှိတယ် မှန်ပါဗျာဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ်မှန်ပါဗျာအဲ့ဒီဖရာရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်းရှေတွက်လို့မရတာက၄ခါချုပ်နေတို့ဒီအသေးပဲမျိုးပြောတာအဲ့ဒါဆိုလို့ရှိရင်အသင်ခြေစွာတချို့လူတွေပြောသလိုတဲ့နောက်မှာ၃ညလုံး၁၂၀လောက်ဆိုတော့မဟုတ်ဘူးအဲ့ဒါကခဏန်းအသင်ခြေမှန်ပါဗျာခဏန်းအသင်ခြေဒီဟာတော့ countless ပေါ့မှန်ပါဗျာခဏနာတော့အသင်ခိယာတဲ့ခဏနဲ့ရေတွက်လို့မရတဲ့အသင်ခြေတာ မှန်ပါဗျာမှန်ပါတင့်အောင်တင်ချေဆိုတာ340ဆိုတာအဲ့ဒါကျမဒါဟိုတည်းတင်ချေပေါ့နော်ကျမဗျာဘုံဂိမ်းနဲ့တင်ချေပေါ့ကျမဗျာအဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်၄တင်ချေနဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာဟုတ်တယ်ဒါဖျားတဆူဖြစ်ဖို့ရအမတမခင်းနေဘာလို့လဲဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့မှန်ပါဆရာဝန်တယောက်ဖြစ်ဖို့ပညာပဲနဲ့နေတင်ရအနည်းဆုံးတော့9နှစ်လောက်တော့တင်ရအဲ့ဒါလို့ပေါ့ ဖျားဖြစ်ဖို့ဆိုတာတော့ကနေ့လုံးနဲ့ဖျားရမယ်ဆိုဖြစ်တယ်မှန်ပါဗျာအလုံးဟာဒီတည်ခြင်းမှုတွေတင်ကြမှုတွေဖျားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကနေ့ချင်းနဲ့ဖျားကဖြစ်သွားတဲ့ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေမှန်ပါဗျာမှန်ပါဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားဥပါတယ်ဒါပေမဲ့သိပ္ပံယင်းဤမှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း၄.၅ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်ဒါဆိုရင်ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာ ပြီးခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ဗျာနောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မြတ်စွာဘုရားကရောဘယ်တော့လောက်မှပွင့်နိုင်မှာပါလဲလက်ရှိဘုရားအလောင်းတော်ရောဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ဗျာခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နည်းပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုသူတို့ကဟို4.5ဘီလီယံလို့ပြောတာဟာ သူတို့ခံမှန်းပြီးပြောတဲ့စကားများပါဖြစ်တယ်မှန်ပါဗျာ4.5 billion နဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူးမှန်ပါဗျာခံမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဘုရားငါးစုပွင့်နေဆိုဟုတ်တယ်ဒါကြောင့်ဗတ်တကဘာလို့ခေါ်တယ်မှန်ပါဗျာဘာကြောင့်ဘုရားငါးစုပွင့်နေလို့ချွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပြည့်စည်သွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှေပြင်းကြီးကပြန်ဆတယ်မှန်ပါဗျာအာဂတာထဲမှာရှေပေါက်ကြီးတစ်ခု မိုးရေရွာတဲ့အခါမှာရေပေါက်ကြီးတစ်ခုတည်းဖြစ်လာအဲ့မှာအပေါ်ကြောကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကွာမြေကြီးဖြစ်လာတယ်ပေါ့မှန်ပါဗျာအပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်မှန်ပါဗျာပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအရေပြင်းကြီးရှိနေတဲ့အချိန်မှာ ရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီးငါးဘူးပေါ်လာတယ်မှန်ပါဗျာအထိမ့်မှန်အနေနဲ့ပေါ်လာတယ်အဲ့ဒီငါးဘူးတဲမှာ ရိခရာရှိပါပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာရเนาะအဲ့ဒီပရိခရာတွေကိုမြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျအဲ့မြမကြီးတွေကယူပြီးတော့သူတို့တိန်းထားတယ်မှန်ပါဗျအဲ့လိုတိန်းထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောင်းမလောက်ကြရဲဆိုတော့ဘယ်သူမှရည်တွက်လို့မရမှန်ပါဗျပြန်တီဆောက်နေတဲ့အချိန်ကတီဆောက်ပြည့်သည့်အချိန်အောင်ဘလောက်ကြရဲဆိုတာမရှိဘူး ်အဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝဋ္ဌကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝဋ္ဌထာယီဒီလိုခေါ်တယ်ပြန်တိဆောက်နေတဲ့အချိန်ကိုဝိဝတပြန်တိဆောက်လို့ဟိုပြည့်စည်သည့်ထောင်ဝိဝတထာယီလို့ဒီလိုအတိုင်းဒါကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းဒါကြီးတစ်ခုဖြစ်တယ်မှန်ပါဗျာအဲ့ဒီအတိုင်းဒါကြီးတွေကိုကျော်လွန်ပြီးတဲ့အခါမှာဒီကဘာဆပ်ဆက်လာတာမှန်ပါဗျာဖြစ်လာသည့်အတွက်ကြောင့် နှစ်တမ်းမောင်းများစွာ ရေတက်လို့မရတော့အောင်လူကနန်းနဲ့လက်လမ်းမမိတော့အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာ လူရည်ရဲ့တတဟာကဘာဥကလမှာလူရည်ရဲ့တတဟာအသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်မှန်ပါဗျာကောင်းတယ်လဲပေါ့ရှည်တက်လို့မရတော့အောင်ကိုယ့်ရဲ့ဒိတ်တော့ဘာသူကိုမသိနိုင်တော့ရှည်တရားတယ်လို့ပြောအဲ့ဒီကနေပြီးတဖြည်းဖြည်းလူရည်ရဲ့စိတ်နေသဘောထားလေးကြောင့်တတန်းတွေကပြန်ဆုတ်လာတယ် ပြန်ဆုတ်လာတဲ့အခါမှာ၄ကောင်းတန်းလောက်ထိအသက်တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတော့မနည်းကတနည်းအားလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်၄ကောင်းတန်းမှလူတွေရဲ့တတန်၄ကောင်းတန်းမှကကုတ္တနမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာအဲ၄ကောင်းကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကြသွားပြီးဂဏိခိလို့ပေါ့လူတွေဟာအသက်တိုးလာတယ်ထိတဲ့တိုးတဲ့အခိမျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဒါကြောင့်လို့ဆိုရင်လူတွေရဲ့ ရှင်နေနှလုံးနဲ့ဆိုးသမှုတွေများလားမှန်ပါဗျာကြားလာတော့လူတွေအတိတဲ့သိချေပြစေချအောင်ပါမှန်ပါဗျာလူရဲ့တက်တန်းဟာအလုံးကိုတုံတောင်းတဲ့ခင်မျိုးရောက်လာပြီးတဲ့အခါလူတွေပြန်ပြီးတော့ဟိုလူတွေစိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြစေသွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအကျင်နာတနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှိပြီးတဲ့အခါခေါနာ မရေမတွက်နိုင်တော့အောင်ကြံညောင်းတဲ့တက်တန်းကိုရပြီးတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းကပြန်ရော့ကြလာမှန်ပါဗျအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆုနဲ့တဆုချားမှဆိုရင်မြေကြီးကတည်ယူစနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျတည်ယူစနာကြော်ကြော် မြင့်တက်တယ်ဆိုကြတဲ့ကသူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျကြည်ကြီးကမြင့်တက်တယ်ဆိုတာခဏိခေတ်မှာလည်းပဲရှေးဟောင်းပစ္စည်းရဲ့2 for you ရတာမှန်ပါ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 အဲ့ကြည်ကြီးမြင့်တက်သွားတဲ့အခါနောက်မှာ နောက်ဖရာတဆူပွင့်တာဖရာတဆူတဆူချာဟာတော့ကိုချာမှန်ပါအဲ့တော့4.5 billion လို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါဖရာတဆူနဲ့တဆူချာကိုပဲ ਨੇ ဝကြီးချာတာပေါ့မှန်ပါဗျာထီကွားမြေကြီးရမပြည့်စည်နေဘူးအဲ့လိုပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3000တော့ရတဲ့အခါမှာကောဏကမ္မနာဖရာပွင့်တယ်အဲ့ဒီဟာလေတကပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာလိုက်တာစိတ်နေသဘောထားတွေပြည့်ပြားလာတဲ့အခါနောက်ဆုံးမှာ အသက်တန်းနေတို့ပြီးသေးကြီးပြည့်စည်တဲ့အစဉ်ရောက်သွားပြီတခါပြန်တက်သွားမယ်တမန်ပါဗျအဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘလောက်ကြာလဲဆိုရင် အကြာကြီးပဲပြောရမှာတမန်ပါဗျအဲ့ဒီကတ်တစ်ခုတင်မယ်4.5ဘီလီယံကကြမှာကောင်းအောင်တမန်ပါဗျအဲ့ဒါလို့လက်လက်မမိပါဘူးဒီဟာတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလဲဂေါရမဘုရားပွင့်တာဟိုလူတွေတရားတမ်းမှာပွင့်တာအခုတရားတမ်းနေရာတဲ့ပုဂ္ဂိုလ်ကဗဒမရှာသွားရတော့ အရှင်ကြီးလူတွေရဲ့တက်တန်းရောကြတာပဲ။နာရေးကြောင့်ညကြည့်လိုက်လို့ဆိုရင်60 90 50အလောက်မှအသေးများလာတဲ့နောက်ပဲ။ဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်။မှန်ပါဗျာ။လူတွေကသာပြောတာတော့ expectancy မှာတက်တန်းဘလောက်ရှိတယ်တို့ကတော့တက်တန်းတိုးလာတယ်လို့သာပြောတာ။အမေရိကန်လူတွေလည်းသိနာရေးကျင်နိုင်80 90ပဲဒါပဲ။မှန်ပါဗျာ။ပမာပြည်မှာလည်း80 90ပဲ။မှန်ပါဗျာ။ဒီကမှအရေးတရားချင်းပိုရှိတယ်လို့ပေါ်ချင်းပေါ်မှာပေါ့နော်။တေတာတော့ဒီသေးနေပြီပဲ။မှန်ပါဗျာမှန်ပါဗျာ ဲ့တော့တတန်းကတပြေနောက်စနစ်တန်းဆိုတာထီအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုတေကြ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 ေကြမှာပေါ့တင်ပါဗျအဲ့ဒီကမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကညီကြီးကဘာညီကြီးဟာအထက်ကိုတယူဇနာတယူဇနာဆိုတာ၈မိုင်လို့လည်းပြောတယ်၁၂မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့ကွဲတယ်နော်မှန်ပါ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွဲရင်တော့အတိအကျရကောင်းရလိမ့်မယ်မှန်ပါဗျာတက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်၈000တန်းလောက်မှာနောက်ဖျားပွင့်မှာဒီမှာဗျာဒါအစားတွေမှာအလိုပဲဆိုတယ်မှန်ပါနော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကခြားတွေကအကြာကြီးပဲမှန်ပါဗျာတို့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလို့ဆုတ်ပြီးတော့မှဒီကဘာကြီးက မီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမျောပျက်စီးတာလည်းဖြစ်မယ်အဲ့ဒါတစ်ခုတော့ပျက်စီးသွားမယ်လေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြက်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဖရားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအလုံးဟာဆယ်နှစ်တန်းရောက်သွားပြီသိမယ်တမဖရားအလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဓာတ်နဲ့ခုန်သက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စားနှစ်ယောက်စားပါ တဏ္ဍနဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားအမှန်ပါဗျာတလာတော့ညူးစီလိုက်မှဆိုတက်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 နဲ့လိုက်ပြင်တယ်မနေ့ရောက်ဖက်သေးတော့ဆယ်ကဏ္ဍရာကဏ္ဍပါဗျာဆယ်ကဏ္ဍရာကဏ္ဍအနုပြုပုံချလိုက်ရင်တောင်းဝန်းလောက်ထိအင်းအစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနဲ့မကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blown ဆိုပြတ်သွားမှာပဲသိကြတယ်မှန်ပါဗျာမှန်ပါဗျာ ချက်ချင်းကြီးသေသွားမှာပဲအကောင်မှန်ပါဗျာအစမ်းတက်တဲ့လည်းနဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီကဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများဆိုတာကြာပါတယ်မှန်ပါဗျာကိုယ်လေးနဲ့ပြောလို့မရပါဘူးကိုရောမျက်စောပြပွင့်သွားတာတောင်မှခုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်။မှန်ပါဗျာ။ဒါပွင့်သွားတာ။ဟုတ်တယ်မလား။မှန်ပါဗျာ ဘယ်တော့လောက်ပွင့်မလဲဆိုရင်အခုကြကြပြီးရင်လူသားမျိုးတွေတိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ၈000တောင်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့တက်တန်း၈000တန်းထီအောင်တက်ရှည်လာအဲ့ဒီအချိန်မှာပွင့်မှန်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့တက်တန်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့် တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့7000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖျားပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘာလို့မပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏိခေလူတွေတော့ဘယ်လောက်ခေါင်းမာကုန်စင်လာကြည့်ပါတော့မှန်ပါဗျာ လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေခေါင်းမသွားပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွဲ့ဘူးလို့အဲ့တော့နောက်ဖျားပွဲ့တာခုနတက်ကတာပြီးပြန်ဆုတ်လာတဲ့လူသက်တမ်း1000တောင်းမှပြောမယ်လို့ဘီပြန်နဲ့တွေ့ပြလို့လည်းမရဘူးတရားမှာနော်ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော်တက်ပါ လက်ရှိဘုရားအလောင်းတော်ကတော့ဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်ဘုရားအလောင်းတွေကတော့တုတ်တိတာဘုံမှပဲရှိကြတယ်။နတ်ပြည်၆ထပ်တည်းကတုတ်တိတာဆိုတာအများရန်ကျင့်နဲ့နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျင့်နဲ့နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနှက်တည်းအများကြီးဖြစ်နေတယ်ခွာ။မှန်ပါဗျာမှန်ပါဗျာ။တုတ်ချမ်းသာတဲ့လူကလည်းမကြည်နဲ့ဘူး။မှန်ပါဗျာ။ယာရုရှိတဲ့လူကလည်းမကြည်နဲ့ဘူး။ယာရုမဲ့တဲ့လူကအလုံးကမကြည်နဲ့မှုတွေများနေကြတယ်။မှန်ပါဗျာ။ ခြေနှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေ